ထိုင်းနိုင်ငံ patch buri khyan ရဲ့စစ်စစ်ရုပ်တစ်ခုကမြန်မာလုံတမား၁၄၀၀ကျော်ရုတ်တရက်လှုပ်ထုတ်ခံလိုက်ရပါတယ်။ဒီနေ့စစ်တမလ၃၀ရင်းနဲ့မနေ့ပိုင်းမှာစစ်ရုပ်ထဲကိုမြန်မာလုံတမားတွေအလုံးဝင်ဖို့လာတဲ့အချိန်မှာပဲစစ်ရုပ်တော်ဝရှိသူတွေကစာရွက်မှာလက်မှတ်ထိုးဖို့အပြင်ကိုတန်းစီခေါ်ထုတ်ခဲ့ပြီးရုတ်တရက်လှုပ်ထုတ်လိုက်တာလို့လုံတမားတွေကဆိုပါတယ်။မြန်မာလုံတမားတွေကဘလို့စာရွက်လဲဆိုတာမသိပဲလက်မှတ်ထိုးလိုက်ရပြီးလက်မှတ်ထိုးပြီးမှပဲလှုပ်ထုတ်တဲ့စာရွက်ဖြစ်နေတာကိုသိခဲ့ကြတာပါ။ ဆက်ရုပ်ဘက်ကအမအော်ရာနဲလို့စီးပွားရေးကြားလာတဲ့အတွက်အလုတ်သမားရိကိုအလုတ်ထုတ်လိုက်တာဖြစ်တယ်လို့အကြောင်းပြပြီးကြိုတီအကြောင်းကြားတာမရှိဘဲရုတ်တရက်အလုတ်ထုတ်ခဲ့တာဖြစ်တယ်လို့အလုတ်ထုတ်ခံရတဲ့မြမအလုတ်သမားတအုပ်ကပြောပါတယ်အလုတ်ထုတ်တဲ့အချိန်မှာစက်ရုပ်ဘက်ကအော်တိုဘာလ၃ရက်နေ့အထိလုတ်အခအရှင်းပေးထားပြီးရုတ်တရက်အလုတ်ထုတ်တဲ့အတွက်နှစ်နာချေ၄,၅၆၃ဘတ်ကိုစက်ရုပ်ဘက်ကပေးဆောင်ပြီးအလုတ်ထုတ်ခဲ့တာဖြစ်တယ်လို့ဆိုပါရယ် အခုအလုတ်ထုတ်ခံရသူအယူအဆဟာ1400ကျော်ရှိပြီးအများစုဟာလုတ်သက်3လမပြည့်သေးတဲ့အလုတ်သမားအသက်တွေဖြစ်ကြပါတယ်ဆယ်ယောက်ကတရားဝင်အလုပ်ခေါ်တဲ့အချိန်ပြီးခဲ့တဲ့ဇူလိုင်လနဲ့ဩဂုတ်လတွေမှာရှောက်လွာပြီးအလုပ်လျှောက်ပြီးဆာရွတ်စာတဲ့အထောက်ထားအပြည့်စုံတဲ့အလုပ်ဝင်ထားသူအများစုဖြစ်တယ်လို့သိရပါတယ်။လက်ရှိမြန်မာလူထုတွေအလုပ်ထုတ်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးမြန်မာလူထုမှကုညီရေး MHAC မဟာမိတ်အဖွဲ့ကကွင်းစင်းကုညီဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့အဖွဲ့ခေါင်းဆောင်ကိုရဲမင်းကပြောပါတယ်။ အခုအလုံထုံခံရတဲ့မြန်မာလူသမားတွေဟာထိုင်းနိုင်ငံခရိုင်တီတီကနေလာပြီးငွေချေးအကုတ်ကြောင့်ခံအလုံးဝင်ထားရသူတွေဖြစ်တဲ့အတွက်အလုံပြန်ဝင်နိုင်အောင်ကုညီဆောင်ရွက်ပေးဖို့မြန်မာအလုံသမားအဖွဲ့အစည်းတွေစီကုညီတောင်းခံထားပါတယ်ဒါအပြင်ပြီးခဲ့တဲ့2023ခုနှစ်ကလည်းထိုင်းနိုင်ငံမဟာချိန်ဒေသမှာရှိတဲ့လျက်စစ်စစ်ရုံကနိုင်ငံသဘောတူစာချုပ် MOU စနစ်နဲ့ဝင်လာတဲ့မြန်မာအလို့သမားတစ်ထောင်ကျော်ကိုရုတ်တရက်အလုပ်ထုတ်ခဲ့ပါသေးတယ်။